စ်တစ်ကူတကြံကာလအတွင်းရန်ကုန်ပြည်သူစေယုံကြီးအရေးပေါ်ဌာနမှဝန်တန်းအင်အားကိုနှစ်ဆတိုးချသွားမှာဖြစ်ပြီးလူနာတင်ရင်ရင်မောင်းတွေရဲ့ဒုတိယကြိမ်ကိုလည်းနှစ်ဆတိုးသွားမယ်လို့ရန်ကုန်ပြည်သူစေယုံကြီးကဒုတိယစေယုံအုပ်ကြီးဒေါက်တာဒေါ်မြင့်မြင့်အေးကပြောပါရယ် အရေးပေါ်ဌာနအနေနဲ့ပုံမှန်ရက်တွေမှာရှိနေတဲ့ဆရာဝန်ဆရာမဓာတ်ခွဲကျွမ်းကျင်တဲ့အထွေထွေဝန်ထမ်းစတဲ့ဝန်ထမ်းဥယျာဉ်ကိုနှစ်ဆတိုးမြင့်ပြီးကြိုတင်ပြင်ဆင်တဲ့အနေနဲ့တကြံကာလအတွက်ဇက်တိုက်လေးကျင့်မှုတွေပြုလုပ်သွားဖို့ရှိရလို့ဒေါက်တာဒေါ်မြင့်မြင့်အေးကပြောပါရယ်။ဒါအပြင်အရေးပေါ်ဌာနအတွက်လိုအပ်တဲ့ဆေးပစ္စည်းတွေအစုံအလင်ရှိနေစေဖို့အတွက်ဆေးဝါးကရိယာတွေကိုကြိုတင်စုဆောင်းထားတာမျိုးတွေရှိရလို့သိရပါရယ်။ တကြံကာလမှာအခုလိုလှုပ်ဆောင်တာတွေဟာနှစ်စဉ်နှစ်တိုင်းဆောင်ရွက်ရတာဖြစ်ပြီးအဲဒီလိုဆောင်ရွက်ရမှာလူနာရှင်တွေနဲ့ပတ်သက်ပြီးတစ်ခါတည်းရမှာအခက်အခဲကြုံတွေ့ရတာတွေရှိရလို့ဒေါက်တာဒေါ်မြင့်မြင့်အေးကအခုလိုပဲပြောပါရယ်ဒီမှာတော့လူများလာရင်တခုအခက်ခဲရှိတာတော့အဲ့လိုမျိုးလူနာအများကြီးပြုံကျလာလို့ရှိရင်လူနာဇောက်တွေကလည်းနားလည်ဖို့ကောင်းတယ်ပေါ့နော်လူနာဇောက်တွေကအထဲကိုအတင်းပဲဆရာဝန်တွေဝင်လို့မရအောင်တာဝင်တိုးကြတယ်ပေါ့ အဲ့ဒါကြအမတို့ဆရာဝန်တွေဆရာမတွေဒူနာပြုတ်တွေလှုပ်လှုပ်ရတဲ့အခြေအားနှောက်ရှက်ဖြစ်တယ်ဒူနာဆောင်တွေကလည်းနားလည်ဖို့ကောင်းတာတော့လေအမတို့ကတော့လူတိုင်းကိုနော်ဟိုအရေးကြီးရင်ကြီးတယ်လို့လုပ်တယ်နောက်တစ်ခုကတော့ သူကတော့စောက်နေရတာကြားလှပြီပေါ့နော်ရောက်တာကြားလှပြီနောက်လာတဲ့လူလုတ်ပေးတယ်အမတို့ကအဲ့လိုမျိုးအရင်လာတဲ့လူအရင်လုတ်ပေးတဲ့ဇနေမဟုတ်ဘူးလူနာရဲ့ယောဂအခြေအနေပေါ်မှာမူတည်ပြီးအရေးကြီးရင်အရေးကြီးတဲ့လူနာဦးစားပေးဆောင်ရရတဲ့ဟာရှိတယ်အဲ့ခါကျရင်မကြင်မနှံ့နေရှိကြတာပေါ့လူနာတွေကသူတော့ရောက်တာကြားလှပြီသူတော့ပြစ်ထားတယ်ပေါ့နော်တကယ်မှတော့အမတို့ကမခွဲပါဘူးဘယ်သူလူနာအရေးကြီးတဲ့ပေါ်မှာပဲမူတည်တာစောရောက်လာတာတော့အမတို့ကမကြည့်ဘူးပေါ့အဲ့ဒါလေးကိုပြည်သူလူထုကနားလဲပေးရင်တော့ကောင်းမှာပေါ့ ရန်ကုန်ပြည်သူ့စေယုံကြီးမှာအရေးပေါ်လူနာတင်ရင်15ဆီရှိပြီးရင်မောင်း10ရောက်ခန့်သာရှိတာကြောင့်တကြံကာလအတွင်းမှာဒူတီချိန်တွေကိုနှစ်ဆပိုတိုးပြီးခြားထားပေးရတာဖြစ်တယ်လို့သိရပါဗျ။2016ခုနှစ်တကြံကာလအတွင်းကရန်ကုန်ပြည်သူ့စေယုံကြီးမှာပြင်းပြအနေနဲ့တရက်ကိုလူနာပေါင်း180ကနေ200အတွင်းလာရောက်ခဲ့ပြီးအများစုဟာရင်မတော်တဆမှုကြောင့်ရောက်ရှိလာကြတာဖြစ်တယ်လို့သိရပါဗျ။ ရန်ကုန်ပြည်သူစီယုံကြီးအရေးပေါ်ဌာနအနေနဲ့ပုံမှန်ရက်တွေမှာပြည်မြအနေနဲ့တရက်ကိုလူနာပေါင်း150ကနေ200အတွင်းလာရောက်လေရှိပြီးရိုးရိုးဖျားနာယောဂါကြောင့်လာရောက်ကြတဲ့လူနာအရေးအတွက်နဲ့အုံနှုံနဲ့အာယုံကျော်ခွဲစိတ်ကုသဌာနကို လွှဲပြောင်းပေးရတဲ့လူနာအရေးအတွက်ကအများဆုံးဖြစ်တယ်လို့သိရပါဗျာ။